ိုင်းနိုင်ငံမှာတရားဟောနေရင်လည်းဖမ်းဆီးခံရတဲ့ကိုရင်လေးအရှင်ဥတ္တမသာရောင်းထိုင်းနိုင်ငံမှာတရားပွဲကျင်းပနေစဉ်တွင်အဖမ်းခံလိုက်ရတာကကိုရင်လေးရှင်ဥတ္တမသာရဖြစ်ပါတယ်။ထိုင်းရနာပိုင်းဒီကောင်အခုဆိုရင်ကိုရင်လေးရှင်ဥတ္တမသာရကိုတရားဆက်ဟောရင်လူဝင့်လည်းပြင်မယ်လို့တောင်ချင်းချောက်ကြောင်းလေးသိရတာပါ။ကိုရင်လေးရှင်ဥတ္တမသာရမြန်မာနိုင်ငံမှာထူးခြားတဲ့ကိုရင်လေးတစ်ပါးပါ။ကိုရင်လေးကရှင်ဥတ္တမသာရအသက်က၁၄၅နှစ်ရွယ်ရှိနေပြီဖြစ်ပေမယ့်ခန္ဓာကိုယ်ကြီးထွားမှုကရက်တက်နှွေးကြွေးတဲ့ရောဂါကိုခံစားနေရတာဖြစ်ပါတယ်။ ဒါကြောင့်လေကိုရင်လေးရှင်ဥတ္တမသာရဟာ၅နှစ်ကလေးအရွယ်ဖြစ်နေတာဖြစ်ပါတယ်။ကိုရင်လေးရှင်ဥတ္တမသာရဟာရခိုင်ပြည်နယ်ကဖြစ်ကခုချိန်မှာတော့သာသနာ့ဘဝကိုဝင်ကစာပေကျမ်းစာတွေကိုလေ့လာသင်ယူနေတယ်လို့နိဗ္ဗာန်ရောက်ချောင်းတရားဓမ္မတွေကိုလည်းအရင်နဲ့မမျှအောင်ဟောကြားနိုင်တာပါ။ဒါကြောင့်လေကိုရင်လေးရှင်ဥတ္တမသာရဟာမြန်မာပြည်တော်မှာထူးခြားတဲ့ကိုရင်လေးဖြစ်နေလကောင်တရားဓမ္မတွေဟောကြားနိုင်တဲ့ကိုရင်လေးဖြစ်နေလကောင်တရားပွဲတွေကိုပတ်ပြီးတော့ဟောပြောနေရပါကိုရင်လေးရှင်ဥတ္တမသာရဟာမြန်မာနိုင်ငံနဲ့မကပါဘူးထိုင်းနိုင်ငံနဲ့တခြားနိုင်ငံတွေကိုပါ ကြောင်ချီကတရားဟောနေရတာပါ။ဒါကြောင့်လေကိုရင်လေးရှင်ဥဒမသာရဟာခုဘဝမှာအတိတ်ဘဝကဝိကျွေးနေကြောင်းအရင်ငယ်သေးပေမယ့်သာသနာအာဆန်လေးဖြစ်လာမယ်ကိုရင်လေးဖြစ်နိုင်ဒါကဒကမတွေကမျောလင်းကြည်ညိုကိုးခွင့်နေကြတာပါ။ကိုရင်လေးရဲ့တရားတွေကလည်းဒိုင်ကဒိုင်ကမတွေရဲ့အပူပြီးကိုငြင်းအေးစီတာကတော့အမှန်ပါပဲ။ဒါကြောင့်လေကိုရင်လေးကိုနိုင်ငံခြားကဒကဒကမတွေကတရားဟောဖိတ်ကြားကြတာပါ။ကိုရင်လေးဟာမြန်မာနိုင်ငံရဲ့နိုင်ငံတကာကတရားဝင်တွေကိုသွားကမိမယောင်ဆောင်တရားတွေကိုဟောပြောနေရပါ ီလိုတရားဟောကြားရတဲ့ငွေတွေကလည်းကွင်းလေးကကိုကျိုးအတွက်မသုံးဝင်နေဘရိုက်တာလုပ်ငန်းတွေတအုံပြုနေရမှာကွင်းလေးရှင်ဥဒမသာရဟာပြီးခဲ့တဲ့နှစ်ကဆိုရင်ရေမင်းကူညီကင်စင်းမှာတောင်းရောက်လိုရနာတွေမချုပ်လို့သေးတဲ့သူတွေကိုအမျှတန်းပေးဝေခင်တာဖြစ်ပါတယ်အခုကလေးမင်းမလေးကွင်းလေးဟာတောင်းရောက်လိုရမှုအတွက်ထိုင်းနိုင်ငံမှာတရားဟောနေရမှာပြီးခဲ့တဲ့မင်းလာတရားနေအလုသမားနေညပိုင်းမှာတော့ထိုင်းနိုင်ငံစမုတ်စာကော crime မဟာချိုင်ဝီလာရက်ွယ်တနည်းနည်းစင်းမှာကျင်းပါတယ်ကွင်းလေးရှင်ဥဒမရဲ့တရားဝဲကိုကျင်းပဖို့လုပ်နေရပါတယ် ထိုင်းမင်းလင်းထိုင်းအာဏာပိုင်တွေကလာရောက်ပိတ်ပင်ခဲ့တဲ့ပြင်တရားဝင်ကျင်းပခွင့်မရဘဲနဲ့ပွဲပြက်သွားကြောင်းလည်းသိရတာပါအစိုးရတရားဝင်ဖြစ်မြောက်ရေးအတွက်ထိုင်းရောက်မြန်မာရွှေပြောင်းလုပ်သားတွေစုပေါင်းပြီးတော့ကိုရင်လေးရှင်ဦးတမအောင်ပိတ်ဖိတ်ပြီးကျင်းပခဲ့ခြင်းဖြစ်ကောင်းပွဲစီရင်သူတွေကလည်းသက်ဆိုင်ရသူတရားဝင်ခွင့်ပြုမဲ့မတင်တဲ့အတွက်ထိုင်းအာဏာပိုင်တွေကလာရောက်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်းသိရတာပါထိုင်းနိုင်ငံမဟာချိုင်းမှာအလုပ်လုပ်နေတဲ့မြန်မာရွှေပြောင်းအလုပ်သမားကိုထွန်းဝေရဲ့အဆိုအရသူတို့မြန်မာအလုပ်သမားတွေစုပေါင်းပြီးတော့စမုတ်စာခွန်ခရိုင်မဟာချိုင်း ဝေလာရက်ကွက်မှာရှိတဲ့တနင်္ဂနွေဈေးကွက်ထဲမှာကိုရင်လေးကိုပင့်ဖိတ်ပြီးတရားပွဲကျင်းပတာဖြစ်ကြောင်းအဲ့မှာတာဝန်ရှိသူတွေလာရောက်ပြီးသူတို့စီတရားပွဲခွင့်ပြုမိတ်မတင်လို့ဆိုပြီးတော့တရားပွဲကိုလုံးခွင့်ပိတ်ထားတာလို့ပြောပါတယ်။ထိုင်းနိုင်ငံမဟာချိုင်မှာအလုံးလုံးကိုင်းနေတဲ့မြန်မာရှိပြောင်းအလို့သမားတွေဟာနေ့စဉ်ပြည်ပဆိုင်ရာအလို့သမားတွေမေဒင်းတွေမှာရဟန်းတန်ဃာတော်များပင့်ဖိတ်ပြီးတော့တရားပွဲကျင်းပပြုလုပ်လို့ရှိကြောင်းလည်းသိရပါတယ်။ထိုင်းနိုင်ငံပိုင်းကဆိုရင်ကိုရင်လေးတရားမဟုတ်ခင်အချိန်မှာပဲလာရောက်ကကိုရင်လေးကိုဖမ်းဆီးသွားတာဖြစ်ခါ နောက်သက်ခွင့်ပြုချက်မရဘဲနဲ့တရားဟောမယ်ဆိုရင်လူထွက်ခိုင်းကအပြစ်ပေးပြီးတော့မြန်မာနိုင်ငံကိုပြန်ပို့မယ်လို့လည်းပြောသွားကြောင်းလည်းသိရတာပါခုချိန်မှာတော့ကိုရင်လင်းရှင်ဦးဓမ္မသာရကိုဆက်လက်ဖမ်းဆီးထားတာမျိုးမရှိဘဲသတိပေးုံအစ်စင်သာလုခဲ့ရလို့ဆိုရင်ထိုင်းနိုင်ငံမှာခုလိုမြန်မာရှေ့ပြောင်းလို့သမားတွေပေါ်မှာစီကံတင်းချက်တာတွေဖမ်းဆီးအရေးယူတာတွေစတိုက်ကိုပြုလုပ်နေလို့အောင်းနဲ့သတိထားနေရတယ်လို့ဆိုရင်